ထမဦးစွာတင်းငွေတွေနေနံဖွာသားသမီးများခင်ဗျ2025ခုခုနှစ်လပိုင်းမှာစီဝါကန်စာတာအတွက်ကောစာနက်ခတ်ချိုရာတီခွင်မှာအားပြုနေတာကတော့အင်္ဂါနံဖြစ်တဲ့စန်စီ စေစာစက်ပျက်စီစေဝါစက်မှုလက်မှုလုပ်ငန်းစားတော့ကုံစားတော့ဆိုင်စိုက်ပျိုးရေးစကားအပြောအကြံပေးလုပ်ငန်းစတဲ့အင်္ဂါနံအခေါ်နဲ့စတဲ့ လုပ်ငန်းတွေအထူးသဖြင့်စက်ပစ္စည်းရင်ရထားရေဆက်မီးဆက်မော်တာစသဖြင့်စက်ပစ္စည်းအယောင်းဝယ်လုပ်ငန်းတွေမှာခုနလပိုင်းအစကနေဆရာတို့ခုနလပိုင်းအစတရက်နေ့ကနေ၁၈ရက်နေ့အထိအလွန်အောင်မြင်ပြီးတော့တိတိတကျအကျိုးအမြတ်ရှိကိန်းပေါ်နေပြီးတော့၁၉ရက်နောက်ပိုင်းမှာအင်္ဂါနေ့နဲ့ဆက်ဆက်တဲ့အကျိုးပိတ်ကန်စားတာက ပြန်လည်ရုတ်ရော်လာတာဖြစ်ပါတယ်တရနေ့ကနေ16ရက်နေ့အထိကဓနဘာဝချုပ်အာလွန်ကောင်းမယ်ကြံ့ကြံ့နေတဲ့ငွေကြေးကိစ္စကျွေးမီဟောင်း ပြန်ရရှိကိန်းဖြစ်မယ်အထူးသဖြင့်ခုနလပိုင်းခုနလပိုင်းရဲ့ကြာသပတေးနေ့တွေမှာလက်ဝင်ကိန်းအထူးရှိနေတာဖြစ်ပါတယ်ကိုနေထိုင်ရအရက်ကနေအနောက်အရက်ကဒီလအတွက်တနင်္ဂနွေနေ့နန္တာပြည်များအတွက်စမ်းလက်လာပါစမ်းပွင့်တဲ့အရက်ဖြစ်ပြီးတော့မှငွေကြေးစကားပြောဖို့အကောင်းဆုံးအရက်ဖြစ်ပါတယ်ခုနလပိုင်းတနင်္ဂနွေသားသမီးတွေအတွက်ကျန်းမာရေးကံစားတာမှခြေထောက်ပိုင်းအကြောချင်းပိုင်းဆိုင်ရာနော်အကြောချင်းကြိုက်တာ ဒူးနာတာခြေစလုံးကြွက်တက်တာစသဖြင့်ကျန်းမာရေးကူးစက်ရမယ်လာတလာဖြစ်ပါတယ်။ငကုံမူလယောဂအခန့်မရှိတဲ့သူတွေအတွက်ကျန်းမာရေးပြဿနာဆိုးဆိုးရွားရွားကြုံတွေ့ရနိုင်ခြင်းအလွန်နည်းတဲ့အကြောင်းကောစာကန်စာတာကညွှန်းဆိုထားပါတယ်။အခြေရေးကံစားတာအချက်ဆန်းအချက်ကံတွေကံပေါ်တက်တဲ့အခါကာလလေးတစ်ခုဖြစ်ပါတယ်မိမိရဲ့ခင်မင်ယဉ်နီသူလူတွေနဲ့ဆက်ဆက်ပြီးတော့ချစ်ခင်ဆုံမတ်တာတွေအကူအညီရတာတွေမေတ္တာရေးကံတွေကောင်းတက်ပါတယ်တတိပြုစရာတစ်ခုကတော့ကိုယ့်ရဲ့အိမ်အောင်ဘက်ကိုယ့်ရဲ့ချစ်သူက ယာဟုအခါမွေးတဲ့ယာဟုသားသမီးတနင်္လာနေ့ဘွားတနင်္လာသားသမီးဖြစ်ခဲ့လို့ရှိရင်စစ်ဆက်လို့မရတဲ့ပြဿနာတွေပေါ်တတ်တာစကားအပြောဆိုကဆလို့ပြဿနာတက်တတ်တာအပေါင်းလမ်းမတည့်တာတွေအမြင်မတူတဲ့ပြဿနာတွေတက်ရတတ်ပါတယ်တနင်္ဂနွေသားသမီးတွေသည် တနင်္လာသားသမီးသုံးမဟုတ်ရာဟုသားသမီးရေနဲ့ဒီခုနလပိုင်းတွေပေါ့နော်မင်္ဂလာပြုဖို့ရာမင်္ဂလာကိစ္စအိမ်တော်ရဲ့ထူထောင်ဖို့ရာမတင့်တော်တဲ့အခါကာလတခုဖြစ်ပါတယ်အခါမတင့်တဲ့ကာလတခုဖြစ်ပါတယ်အထူးတလည်းတတိပြုရမယ်လားတလားဖြစ်ပါတယ်မမြဲကိန်းပြက်စဲရကိန်းတွေဖြစ်တတ်ပါတယ်ပညာရေးကံစားတာမှာကောင်းပါတယ်ရာထူးရာခံကိစ္စတွေလုပ်ငန်းပိုင်းဆိုင်ရာတင်တက်မြောက်တတ်တဲ့ကိစ္စတွေကိစ္စရပ်တွေမှာကံအကျိုးထူးတာမျိုးကြုံရတတ်ပါတယ် လူမှုရေးရာစမ်းတွေလူမှုရေးရာကန်စားတာအများပြုအများအကျိုးပြုလုပ်ငန်းတွေမှာအပေါင်းအသင်းဆိုင်ရာအကျိုးပြုတဲ့ကန်စားတာမှာတနည်းငယ်တွေသာသမီတွေနဲ့တောက်ကြသာသမီကြာသာပရိသသမီတို့ရဲ့အထူးအရေးပေးတာခံရတတ်ပါတယ်လူအများကြီးတင့်တယ်တတ်ပါတယ်မြောက်ရက်နဲ့အနောက်ရက်ဒေသတွေကနေငွေကြေးလက်လာပါစမ်းတွေကောင်းတတ်ပါတယ်ခုနလပိုင်းအတွင်းမှာ ရေချားမြေချားဒေတာချားနိုင်ငံရဲ့ချားကန်စားတာအတွက်ရေလန်းခရီးအထူးရှောင်ရှားပေးဖို့ဆရာအကြံပေးရပါတယ်။ကိုနေထိုင်ရာအရက်ကနေအနောက်တောင်ရဲ့စနေတောင်ကိုအထူးရှောင်ကျင်ဖို့ဆရာအကြံပေးပါရစေ။ဒီခေါလာပိုင်းအတွက်ကံအကျိုးပေးအားကောင်းတဲ့ကနန်းတင်ချာအနေနဲ့၁ကနန်း၊၄ကနန်းနဲ့၅ကနန်းစတဲ့ကနန်းတွေကိုစာရွက်အဖြူတွေရဲ့ပေါ်မှာ shopping လေးနဲ့ရေးပြီးတော့မှကိုယ့်ရဲ့ငွေဝင်အိတ်၊ကိုယ့်ရဲ့ပတ်စံအိတ်စသဖြင့်ကိုပိုင်းငွေချေးထားရနေရာမှာငွေတွေနဲ့အတူအဆောင်ရတရာအဖြစ် ထားကြည့်ဖို့ဆရာတိုက်တွန်းလိုက်ပါတယ်အဲ့လိုမျိုးထားခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ငွေတွေမြဲတာတွေအကျိုးတစုံတရာမရှိဘဲနဲ့ပေါ့နော်ကုန်တာတွေကနေကာကွယ်နိုင်ပါလိမ့်မယ်တနည်းအားဖြင့်လက်လာဘကံပွင့်ဖို့အတွက်လည်းအထောက်အကူဖြစ်စေပါလိမ့်မယ်ယုံကြည်နဲ့အဆောင်ရတရားဖြစ်ထားဖို့ဆရာအကြံပေးရပါတယ်ပြီးတော့ဒီကဏ္ဍရတရားတွေကိုငွေကြေးကိစ္စတွေစာချုပ်စာတမ်းကိစ္စတွေเนาะအယောင်းဝယ်ကိစ္စတွေမှာเนาะအကျိုးစီးပွားဖြစ်ထွန်းဖို့အတွက်เนาะဆရာတို့ဒီ ကနန်းတင်ချာတွေပေါ့နော်တကနန်း၄ကနန်း၅ကနန်းနော်အမြန်ဆွန်များလို့တဲ့ကိစ္စတွေမှာနော်ဒီကနန်းတွေကိုအချိန်ကာလအနေနဲ့တော့လကောင်းပေါ့နော်ရက်ဆွဲအနေနဲ့တော့လကောင်းတိုက်ဆိုင်ပြီးတော့မှတေးချာချာအတုံးချကြည့်ဖို့ဆရာအကြံပေးရပါတယ်မိမိရဲ့ကုသိုလ်ကံပေါ်မူတည်ပြီးတော့မှအချိုးစည်းဝါအနေနဲ့များကန်ချိုးပေးအားကောင်းတာမျိုးကိုယ်တိုင်ကြုံရပါလိမ့်မယ်ထိုစာရအပိုင်းစာလေးကိုဆရာတို့ဒီခွန်လာပိုင်းကုံတဲ့အခါကြလို့ချင်းဓာတ်အဆောင်ရတရားပစ္စည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့တန်ရှင်းတဲ့မြေချောင်းစတဲ့ရေရှင်မှာစွန့်ပေးရမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့နံသာသမီများအတွက်ခုနလပိုင်းအတွက်မှာကံပွင့်လက်ပွင့်လုပ်ငန်းကင်ငန်းတို့အထူးအောင်မြင်စေခြင်းအတွက်ယတရာအနေနဲ့ကိုယ့်ရဲ့နေနံဖရာဖြစ်တဲ့အရှိမြောက်တောင်ဖရာဒါမှမဟုတ်လို့ရှိရင်နေနံဖရာတွေမှာတွားရောက်ဖို့မလွယ်ကူတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့အိမ်ဖရာမှာအုံညွန့်တညွန့်မလကညွန့်၆ညွန့်တပြေ၂၁ညွန့်အုံတိဟိုအုံပေါက်စီပေါ့နော် အုံတိမုံပေါက်စီကတ်လူပူဇော်ပေးပါနေနံအပြင်ခုနလပိုင်းရဆရာတို့တနင်္ဂနွေနေ့တွေမှာအထူးလူဒန်းပေးဖို့ဆရာအကြံပေးရပါတယ်။ အချိန်အခါအနေနဲ့မနက်6နာရီခွဲကနေမနက်9နာရီအတွင်းကတ်လူပေးရမှာဖြစ်ပါတယ်တောက်တော်ရီ6ခွက်လူပေးရပါမယ်ဖျောင်းတိုင်6တိုင်အမွေးတိုင်6တိုင်မီးထွန်းပူဇော်ပေးရပါမယ်ဖျားရှင်ရဲ့ဂုံတော်ပတိစိတ်လိုသူများအတွက်တမ္မာတန်ဗုဒ္ဓဂုံတော်တမ္မာတန်ဗုဒ္ဓနော်တမ္မာတန်ဗုဒ္ဓတိဆရာအလုံးကိုအမှန်အတိုင်းဆရာမကူတယံပူညာဖြင့်တိတော်မူသောမြတ်စွာဘုရားလိုရွတ်ပြီးတော့မှဂုံတော်ကိုအနည်းဆုံးပတိတစ်ပတ်ရအောင်စိတ်ပေးပါ ဒီလိုမျိုးမှတ်ခတ်တယ်ဆိုလို့ရှိရင်ပေါ့နော်တမန်တမုတ်တော်သိစရာအလုံးကိုအမှန်အတိုင်းအလုံးစုံသိတော်မူသောမြတ်စွာဘုရားလို့ဒါကရွတ်စုပွားများပေးပါဆရာကတော့ဒီလက်မှာဆော့ရတဲ့တာလီလေးနဲ့ပေါ့နော်ဟုတ်လားဒီအချိန်ရာတိုင်းနော်တတိယတိုင်းစိတ်ထဲရနေပေါ့နော်ရွတ်ပြီးတော့မှပွားများတတ်ပါတယ်ပွားများပေးပါတယ်မိတ်ဆွေများကိုလည်းဒါဆရာနီလန်းပြတာပါနော်အဲ့တော့ကြတော့ အကောင်းဆုံးကတော့ဆရာတို့ပဋိကံပြီးတော့မှအယုံတစ်ခုတည်းထားပြီးတော့မှเนาะတထိုင်တဲ့ရအောင်စိတ်နိုင်တာပုံကောင်းပါလေအခုရတရားတွေရဆရာဒီနက်ခတ်ကိုမိပြီးတော့ပေါ့เนาะရတရားတွေတွက်ချက်ပေးထားတဲ့တကြောင်မလို့ပေါ့เนาะဓာတ်မရှုပ်ထွေးအောင်လို့ဆရာပေးတဲ့အတိုင်းအတိအကျလူရန်ပူဇော်ပေးလို့ရှိရင်ကုသိုလ်လည်းရเนาะကံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းစီဝါရေးများအထူးအောင်မြင်ကြစေဖို့ဖြစ်ပါတယ်เนาะတနည်းငယ်တွင်နေနံဘွားမိတ်ဆွေများ ကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့ခုနှစ်လပိုင်းတစ်လလုံးမှာဘေးဘေးအားခတ်သိမ်းအပူခတ်သိမ်းကင်းရှင်းကြပါစေကြောင်းစုမကောင်းတောင်းပေးရင်နဲ့ခုနှစ်လပိုင်းအတွက်တနင်္ဂနွေနေ့နဲ့တာသမီဟောစလန်လေးကိုဆရာဒီမှာပဲအဆုံးသတ်လိုက်ပါတယ်